ားလုံးမင်္ဂလာပါစေအီချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းချွေစည်းတွေကတော့အတဲကြာက၁၀ချိန်တိတိရှိပြီးတော့ညနေမှာတော့တစ်ရက်လုံးတိုင်းတာနဲ့90အတဲနဲ့ဈေးပိတ်သွားပါတယ် ဒီနေ့က22ရက်နေ့9လပိုင်း2020နဲ့9ခုနှစ်ညလိုက်ပိုင်းထိုင်းရွှေဈေးကတော့90တက်ပါတယ်66တသမ500ရခိုင်လို့ရှိရထိုင်းရွှေအခဲဈေးဆိုင်ကရောင်းနေဈေးက9450ဆိုင်ကလက်ခံနေဈေးက9350လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9250ဆိုင်ကလက်ခံနေဈေးက9420တသမ16နဲ့ပေါင်ဈေးရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3313တင်းထိုင်းရွှေဈေးကိုတွက်ထားပါတယ်တဒေါ်လာကိုထိုင်းမငွေ30နှစ်တသမ8နှစ်နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်66တသမ500ရခိုင်လို့ရှိတဲ့ထိုင်းရွှေခဲကဘတ်ကောင်ထဲမှာလက်က200ရှိပါတယ်လက်ကအပီအစ ီတိုင်းရွှေခဲတဲ့ဘက်သားကို9150ဈေးနဲ့ပေါက်ဈေးရှိပါတယ်။ဆိုင်ကလည်းခံနေဈေးကတော့ရာဂိန်လုံးပြန်မပြတ်ပဲဆိုင်က9350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝေးရနိုင်လက်ခံတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကဈေးလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ ီနေ့တိုင်းရွှေလက်ဝတ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ကိန်းလုံးဖြတ်ပြီးတဲ့အပြင်ကို4800ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှာတော့တိုင်းရွှေသေးကညနေမှာအနည်းငယ်ပြန်ကြပြီးမယ်အတက်ဈေးတွေပဲရှိနေပါသေးတယ်တိုင်းရွှေသေးကဆက်လက်တက်ဖို့လားလားရှိနေပါသေးတယ်တိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေတဲ့လက်ခဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခ205ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူးတိုင်းရွှေသေးငွေဈေးတွေကိုမြေတန်းတင်ပေးပါတယ် ိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမှခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ